I can tell we need to talk about things, so I'll let you start. Yes, I'm listening. Oh, I understand that. You need help with what you say? Oh, that's crazy. အကျန်းဖတ်စစ်တပ်ရဲ့မ18တစည်းကိုဒရုန်းနဲ့ဝင်တိုက်ပြီးဖျက်ဆီးလိုက်တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာကချင်ပြည်နယ်ဗမော်မြို့ကအကျန်းဖတ်စစ်တပ်ရဲ့စက်ကခ20တက်အတွင်းကိုစစ်ကူလာပို့တဲ့မ18တစည်းကိုဒရုန်းနဲ့ဝင်တိုက်ပြီးဖျက်ဆီးလိုက်တဲ့ဗီဒီယိုဒီနေ့မှထွက်ပေါ်လာပါတယ်။အကျန်းဖတ်စစ်ကောင်စီကမ18ကိုဆက်ချွေးမှုကြောင့်ပြတ်ကျသွားတာဆိုပြီးလိန်လေတရင်ထုတ်ပြန်ချိန်မှာ အခုရုပ်တံဖိုင်ထွက်ပေါ်လာခဲ့တာပါမှတ်တမ်းဗီဒီယိုထဲမှာ drone ကမိုင်16ရဲ့ menlo တက်တက်ကိုဝင်တိုက်လိုက်တာကိုတွေ့မြင်ခဲ့ရပါတယ်ရဟတ်ရင်ပြတ်ကြတော့စစ်ကောင်စီကသတင်းလိမ်ထုတ် KIA ကဘာနဲ့ပြစ်လိုက်တာလဲဆိုတာဘသူကမှတိတိကျကျမပြောနိုင်သေးတဲ့ရဟတ်ရင်ပြတ်ကြရတဲ့အကြောင်းရင်းကိုဒီဗီဒီယိုကဖြည့်ရှင်းပေးလိုက်တာပါအရင်နေ့တွေကလေးကပြန့်နှံ့ခဲ့တဲ့ drone တွေနဲ့ရိုက်ကူးထားတဲ့ဗီဒီယိုတွေမှာလည်းရဟတ်ရင်တွေနားမှာပောက်ကွဲမှုတွေဖြစ်တာကိုတွေ့ရလို့ KIA ပူပေါင်းအဖွဲ့ကရဟတ်ရင်တွေကိုလက်နက်ကြီးလက်နက်ငယ်စုံနဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပုံရပါတယ်စစ်ကောင်စီရဲ့လိန်စင်တွေလုံခြံထုတ်ပြန်တာတွေဟာဘလို့မှယုံကြည်စရာမရှိဘူးဆိုတာဒီဗီဒီယိုကတက်တည်ပြနေပါတယ်လို့နေစောကပြောပါတယ်နေစောကမြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိနေတဲ့လူအခွင့်အရေးချိုးဖောက်မှုများစစ်ရဆိုးမှုများကိုထောက်လန်းစစ်ဆေးကအတည်ပြုတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ် ဒရုန်းနဲ့ဝင်ဆောင်မယ်ကွာဆိုပြီးစဉ်းစားလိုက်တဲ့ဒရုန်းမောင်းသူရဲ့စိတ်သက်ကတော့တကယ်လေးစားဖို့ကောင်းပါတယ်ကို့မှာရှိတာနဲ့ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးပါဒရုန်းတစ်ခုနဲ့ရဟတ်ရင်တစည်းလဲလိုက်တယ်ဆိုတဲ့အထိပ္ပယ်ပါပဲလို့နိစောကပြောပါတယ်စစ်ကူလာပို့တဲ့အကျန်းဖက်စစ်တပ်ရဲ့မှ၁၈၃၀စီးကို KF ဖြုတ်ပူပေါင်းတပ်တွေကမေ၂၀ရက်မှာပြစ်ချခဲ့ရာနှစ်စီးထိမှန်ပြီးတစည်းကအကျန်းဖက်စစ်သားတွေနဲ့အတူပောက်ကွဲပြစ်ချသွားခဲ့တာပါ နောက်ထပ်ထိမှန်ခဲ့တဲ့မှာ18တစည်းကရွှေကူမြို့နယ်မြို့လာမြို့နယ်ခွဲစီငန်းရွာအနောက်ဘက်ကိုပြတ်ကျသွားတာဖြစ်ပြီးအဲ့ဒီရဟတ်ရင်ကိုမေ21ရက်မှာ KF တပ်ပူပေါင်းတပ်တွေကရှာဖွေတွေ့ရှိခဲ့ရာအကြမ်းဖက်စစ်သားအလောင်း16လောင်းနဲ့အတူမီးလောင်ပျက်စီးနေတဲ့လက်နက်တွေရှာဖွေတွေ့ရှိခဲ့တာပါ